ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုဒီကမှာတင်ဆက်ပေးဖို့ရည်ချဲထားတဲ့ဇာတ်လမ်းလေးကတတိုးဝီရရဲ့ရွေးချယ်ခွင့်ရဲ့အခြားတစ်ဖက်ဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဇာတ်လမ်းလေးကိုအခုနားဆင်ကြရအောင်နော်။သူတို့ကအခုမှယူထားတာ။အဲ့ဒီကတငယ်ချင်းဖြစ်သူက သူ့ကိုစုံလွှဲလေးတွင်နေမိတ်ဆက်ပေးခဲ့တယ်။သူကတခါတလေကြာရင်တငယ်ချင်းရှိရာလိုင်းတာယာမြို့တွေကနေရာလေးကိုသွားနေကြ။ရွှေလင်းပန်းချောင်းလေးအနီးမှာရှိတဲ့အရက်ဒေသလေးမှာ သူကတခါတလေကြာရင်စာရည်ရေးဖြစ်တယ်။အဲ့ရက်ကလည်းတငယ်ချင်းရှိရာနေရာလေးကိုစာရေးဖို့သွားနေရင်နဲ့တငယ်ချင်းထန်လာလေတဲ့ဇုံတွဲနဲ့သူ့ကိုမိတ်ဆက်ပေးတာပါ။အချိန်ကာလက2014ရဲ့မလတတိပပဆိုရရင်တော့ တက္ကသိုလ်ဝန်ထမ်းစာမင်းပွဲတွေဖြစ်နေတဲ့အချိန်ပေါ့။စာမင်းပွဲဖြစ်မယ့်နေ့ယောက်ျားနောက်လိုက်ပြေးခဲ့တာလို့ကောင်းလေးကပြောတော့ကောင်းမလေးရဲ့မျက်နှာကိုအသေးချာကြည့်ပြီးသူမိဘတွေတော့စိတ်ပူနေမှာပဲ။အဲ့လိုမစီမဆိုင်ပဲသူကတွေးနေမိရဲ့ အသက်16နှစ်အရွယ်မိန်းကလေးနဲ့အသက်20အရွယ်ကောင်းလေးကတငယ်ချင်းဖြစ်သူနဲ့စကားတွေပြောနေလို့ဒါပေမဲ့သူတခုတတိထားမိတယ်။ကောင်းမလေးကပူပြီးစကားနေပြီးတော့မျက်လော်လေးကိုချထားတယ်။ဆယ်ရန်ကျောင်းတရင်နဲ့ယောက်ျားရုပ်တရယူလိုက်တော့သစင်းယောက်ျားလေးရဲ့နောက်ပြောင်မှုကိုရှင်းနေတာဖြစ်မယ်လို့မိုင်းရင်စွာနဲ့သူတွေးနေမိတယ်။ဘာကြောင့်သူတွေးမှလဲဆိုတာသူတို့ပြန်တော့သိလိုက်ရတယ်။လိုင်တာယာမြို့နယ်ရွှေလင်းမန်းချောင်းအနီးမှာရှိတဲ့ လူနေမှုစနစ်ဆိုတာဟာရှေ့ပိုင်းအလုပ်သမားတွေထူထပ်စွာနေကြတဲ့ပတ်ဝန်းကျင်မှာအများအားဖြင့်တော့2008ခုနှစ်မေလမှာဖြစ်ပေါ်ခဲ့တဲ့နာဂိမုံတိုင်းကြောင့်မြဝကျုံပေါ်မှာပြောင်းရွှေ့လာသူများတခြားထိတာကနေပြောင်းရွှေ့လာသူများကြောင့်ရန်ကုန်တိုင်းမြို့နယ်တွေအတွင်းမှာလူဦးရေအသိတဲဆုံးနေရာပေ90 60အကွက်ပေါ်မှာအိမ်တော်စု100စုပြင်းပြလူဦးရေ30ခန်းနေထိုင်ရရဲ့ဝင်းစည်ရွံ့ပါပြီးတော့ပညာရေးနှိမ့်ကြနေတဲ့အခြေအနေတွေ အသက်16နှစ်ကျော်ကျော်အရွယ်နဲ့အိမ်တော်တဲ့ဘဝကိုဖန်တီးပြီးတော့အလွယ်တကူအိမ်တော်ရေးပြန်ခွဲတဲ့ဖြစ်ရများနဲ့ကျုံတွေ့လေရှိတဲ့ဘဝများကော်ရှူတဲ့ကလေးများတိတ်တဲမှုစကားများယံပြည့်ဆဲဆူမှုယူကတားနေအမေမောင်နေအမေမချဝင်တဲ့စကလုံးတွေအလွယ်တကူဆင်းဆင်းမှုအကောင်းရဌာနဘက်ကအကြောင်းများကပေးတဲ့အတန်များအများအပြင်လေးတန်းတာအမြင့်ဆုံးမျောလင့်နိုင်တဲ့ကလေးငယ်များတနေ့လှုပ်ရှားကိုတရက်တာစားဝတ်နေရေးဖြည့်ရှင်မှု ပြင်းပြင်းထန်ထန်ကြိုးစားနေရတဲ့စူဝါမှုများကျူးမိသားစုများအဆအဆအရာရာအဆင်မပြေမှုများစတဲ့စတဲ့အကြောင်းတရားတွေအောက်မှာတော့လန်တာယာမြို့နယ်ကမိသားစုအများရဲ့ဘဝတွေကြာမှာသူတို့စုံတွေကနေရောက်တဲ့ဘဝပေါ့အဲ့လိုသူကထင်ခဲ့တယ်ဒါပေမဲ့သူ့နာမည်ကကျော်တီဟာတဲ့မနေ့ကတွေ့တဲ့ကောင်မလေးရဲ့နာမည်ကိုတော့ငါမသိသေးဘူးကျော်တီဟာကကားစပယ်ယာလုပ်တယ်လန်တာယာမြို့ဥက္ကလာပေးဆိုတဲ့ကားနောက်ကိုလိုက်တယ်သူ့မိမကစက်ယုံစင်းတယ် ။ဘာ?သူအံ့ဩသွားတယ်။မနေ့ကပြောတော့အဲ့ဒါကဒုတိယမိန်းမ။ယူလာငါးရက်ပဲရှိသေးတယ်။သူ့လက်ရှိမိန်းမကဒီလန်တရားကပဲ။ဇာတိကအေယာဝီမြို့ဝကျွန်းပေါ်ကလက်ရှိမိန်းမရှိရင်နဲ့နောင်မိန်းမယူလာကိုသူ့ကောင်မလေးကမသိဘူးလား။မသိဘူးကွာ။ကောင်မလေးကမြတ်ဥက္ကလာကစီးရဲတယ်။เจ้าကိုလိုင်းကားစီးသွားရင်လည်းဒီကောင်နဲ့ဖြစ်တာဆယ်တန်းเจ้าသူကအိမ်တော်တွေကြိုတီဟာနဲ့ရေးစားဖြစ်တော့ ဒီကောက်ကိုဆွဲလန်းသွားတာရဲ့သူတို့လူကလွန်ကျူးမှုတွေကများတော့ယူလိုက်တာပေါ့ကောင်မလေးမိဘတွေသိလားမသိဘူးမင်္ဂလာမဆောင်ဘူးလားအဲ့ဒီဒေသမှာပစိုးတန်းတင်အချင်းလင်များဖြစ်သွားတဲ့ဇလန်းတွေကအများကြီးကွာတချို့ဇလန်းတွေဆိုရင်ကော်ဖီနဲ့ပေါင်ပုံနဲ့လင်မယားအရာမြောက်တာကွာအခုဗမာနေရာလဲလက်ရှိကောင်မလေးနဲ့အင်ငါးပြီးနေတယ်တလတထောင်ခွဲပေးရတယ်သူ့ရဲ့မယားကြီးကတော့သူ့မိအိမ်မှာနေတယ် တနစ်ကိုတထောင်ပေးရင်တထောင်ဆိုတာမြမကြံ့ငွေကိုပြောတာတငယ်ချင်းဖြစ်သူပြောပြတဲ့စကားတွေကသူ့အတွက်ထူးဆန်းနေတယ်။ gas ပေယာတယောက်ကတနစ်ပြန်မြဝင်ငွေက9000မိမနေရာယူထားတာကိုသူကစိတ်ဝင်စားတည်ရှိနေပြီးသားအိမ်တော်ကြီးကိုအလဲတကူဖောက်ပြန်ခဲ့တဲ့ကြော်တီဟာကိုနာကျင်မှုပေးပြီးမကွာရှိမဲနဲ့တဘောထားကြီးစွာနေပြီးတဲ့သူ့ရဲ့မယားကြီးရဲ့စိတ်ကိုအံ့အားတက်နေမိတယ်။အဲ့ဒီကတငယ်ချင်းဖြစ်သူကသူ့ကိုကောင်းမလေးတယောက်နဲ့မိတ်ဆက်ပေးတယ်။ အသက်20ကျော်မိန်းကလေးတယောက်ဒါကျော်တိခရဲ့မယားကြီးလို့ပြောလိုက်တဲ့အခါသူ့ကိုလမ်းကြည့်တဲ့မျက်ဝန်းတွေထဲမှာရှက်တာယွနာ အားငယ်တာစတဲ့တစ္ဆာဖောက်ခံရသူတူရဲ့အရေးအယံတွေလုံးဝမရှိဘဲနဲ့ပကတိတည်ငြိမ်မှုကိုတွေ့လိုက်ရတယ်။မင်းတိချင်တာမေးလို့တငယ်ချင်းကပြောတော့သူ့အားညီမလေးကသူ့ကိုဘာလို့မကွာရှင်းတာလဲလို့တိချင်တာကိုမေးလိုက်တယ်။သမီးကမိဝကျုံမော်ကနေလာတာ။နားကိမဖြစ်ခင်ကတော့ ရွာမမိဘတွေနဲ့ကြုံရကြပန်လှုပ်ရှားကြတယ်။အစဉ်အပြေကြီးမဟုတ်တော့မှကုမိဘတွေနဲ့ဆိုတော့စာဝတ်နေရေးကိုမပူပင်ရဘူး။ကန်ဆိုးချင်တော့နာဂိမုံတိုင်းမှာတမိအဖေနဲ့အမိကပါသွားတယ်။အဲဒီကတမိကတငယ်ချင်းတွေနဲ့ရန်ကုန်လာလေလို့အသက်ဘေးကနေလုခဲ့တာ။နာဂိပြီးတော့မိသားစုတွေလည်းတည်။အိမ်ကလည်းမရှိတော့ဘူးဆိုတော့ရွာကတငယ်ချင်းတွေနဲ့ပဲရန်ကုန်မှာနေမယ်လို့ဆုံးဖြတ်ပြီးတော့အိမ်ကားနဲ့ဆက်ယုံစင်းနေ။အဲ့မှာကျော်တီဟာနဲ့တွေ့တာပေါ့ ဟုတ်တယ်။ဆက်ပြောပါအောင်။တကောင်ကျက်ဆိုတော့အာကိုရအောင်သူနဲ့ကြမ်းမိတာနဲ့သူ့နောက်ကိုလိုက်ခဲ့တယ်။သူမိဘအိမ်မှာနေခဲ့တယ်။အစကသူတို့အိမ်ကိုအပိုင်ချင်တာ။နောက်မှတီးရတာကမိကြီးငါပြနေတာပါ။ယူပြီးတဲ့အထိသူကကောင်းကောင်းမွန်မွန်လုပ်ကြည့်ပါတယ်။အခုသူနောက်ထပ်မိမတယောက်ကိုခိုးလာတယ်ဆိုတာကိုတီးတဲ့နေ့ကအရန်စိတ်ညစ်ခဲ့ရတယ်။ကြော်တီဟာမိဘတွေနဲ့လည်းသမီးကအဆင်ပြေအောင်နေတော့သူတို့ရဲ့သမီးလိုဖြစ်နေပြီ။မေဂျာအချားအိမ်ကလည်းမရှိဘူးလေ ကျော်တီဟာကွာရှင်းဖို့ပြောပေမဲ့တမီးကကွာရှင်းမပေးဘူး။ဘာကြောင့်လဲဆိုတော့တမီးနဲ့ကျော်တီဟာကဂျင်ဝင်လက်ထတာမဟုတ်တဲ့အတွက်ဂျင်ဝင်ကွာရှင်းကြမှာမလို့လား။ဘလို့ညီမလေးစကားကိုနားမလဲဘူး။ကျော်တီဟာနဲ့တမီးလက်ထတော့စာချုပ်တွေနဲ့လူကြီးတွေရှိမှလက်ထတာမှမဟုတ်တာ။ကော်ဖီနဲ့မုတ်ဝဲပြီးတော့အင်းင်းစင်းတွေကိုကျူးပြီးသူမိဘအိမ်ကိုတက်နေပြီးနှူးဦးသဘောတူအိမ်တော်တဘောကရောက်ခဲ့တာကိုဒါကိုဘယ်လူကြီးကလက်မှတ်ထိုးပြီးကွာရှင်းပြီးမှလဲ။ ဟုတ်လားနောက်ပြီးသမီးမနေစရာမှမရှိတော့သူ့အိမ်မှာပဲနေလိုက်တယ်။ तू ကတော့အိမ်ငါးပြီးနေနေတယ်။ तू ကားနောက်လိုက်တဲ့နေ့တွေဆိုရင်တော့သူ့မိကနေတစင်တထောင်ပေးတယ်။အဲ့ငွေကိုသမီးကသူ့မိကိုပြန်ပေးတယ်လေ။ကိုသုံးဖို့ကတော့စိတ်ယုံလန်းစားနေပေါ့။ဒီလိုဘဝတွေလည်းရှိနေပါလားလို့ तू ကတွေးနေမိတယ်။ပြန်လို့မယ်လို့ तू ကပြောပြီးထွက်သွားပြီမဲ့။သူ့စိတ်ထဲမှာတော့အတွေးအဆတစ်ခုကြံခဲ့တယ်။သစ္စာမဲ့တဲ့ အိမ်တော်ရေးကိုအလွယ်တကူဖောက်ပြန်တတဲ့ယောက်ျားတယောက်ရဲ့လုပ်ရက်ကိုမတက်တာလို့လက်ပတ်ကြည့်နေရတဲ့သူမလိုမင်းကလေးတွေကဘလောက်တောင်ရှိနေပြီလဲပြိတ္တများရှင်ဒီဇလန်လေးကတော့ဒီလောက်ပါပဲရှင်ဒီလိုစိတ်ဝင်စားစရာဇလန်ကောင်းလေးကိုအမြင်နာဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါဦးရှင်ဇလန်အစ်စ်တစ်တွေတင်နိုင်အမြင်နာဆင်နိုင်ဖို့အတွက်ကိုလည်းဘေးနားက notification လေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်